ားလုံးမင်္ဂလာပါ Red Manchester Football နဲ့ United တို့ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။လက်ရှိလောလောဆယ်မှာတော့ကျွန်တော်တို့ Ghana Shoe တို့အကြောင်းရင် Manchester United ရဲ့လက်ရှိအပြောင်းအရွှေ့အရှိန်နဲ့ပတ်သက်ပြီးဆွေးနွေးကြည့်အောင်ပါ။ပထမဆုံး Ghana Shoe အရှိန်နဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်တော့ Manchester United ကတော့ Alejandro Ghana Shoe အတွက်ပေါင်တန်း80တန်ကြီးသတ်မှတ်ထားကြောင်းသိရတယ်ပေါ့လေ။ Aston Villa, Chelsea, Atletico Madrid, Napoli နဲ့ Bayern Leverkusen အတန်းတို့ကတော့ ာနာရှူကိုခိုယူဖို့စိတ်ဝင်စားစောင့်ကြည့်နေကြတဲ့အသင်းကြီးဖြစ်ကြတယ်ဆိုပြီးတော့လက်ရှိလို့ကျွန်မကျွန်တော်သိထားရတယ်အဲ့တော့မန်ချက်စတာယူနိုက်တက်ကတော့ပေါင်တန်း80ကာနာရှူတန်းကြီးတက်မှတ်ထားတယ်ပေါ့ပေါင်တန်း80ဆိုရဲအပြောင်းအရွှေ့တန်းကြီးကတော့တော်တော်လေးကိုများတဲ့ပမာဏပဲအဲ့တော့ပေါင်တန်း80ဆိုရင်ယူတန်း80လောက်လို့ရှိမယ်ယူတန်း80လောက်လို့ရှိမယ်ဒီတန်းကြီးနဲ့တင်ခွေဖို့ကလက်တင်းတော်တော်များများလက်လံသွားရနိုင်မယ်လို့ထင်တယ်အဲ့ပေါင်တန်း80ပေါင်တန်း80ယူတန်း80ဆိုတာတကယ်ကို highest level ရောက်နေတဲ့ကစားသမားတွေတဲ့ တောင်းကြတဲ့တန်ကြီးပေါ့လေဒါလက်ရှိကိုလာတာသတင်းထွက်လာတာလေဖြစ်ကောင်းဖြစ်မှာပေါ့ဒါပေမဲ့ကျွန်တော်ကတော့ဂနာရှူနဲ့ပေါင်တန်း80ပေါင်တန်း80တော့မရမရတော့ဘူးလို့ထင်တယ်မရတော့ဘူးလို့ထင်တယ်ဘာလို့လဲဆိုလို့ရှိရင်ကစားမကဒီ dribbling တွေပါတွေကောင်းတယ်အဆင်ပြေတယ်ဆိုပေမဲ့ဗျာသူ့ရဲ့ attitude ပိုင်းတွေပြီးလို့ရှိရင် tactics ပိုင်းမှာဆိုလို့ရှိရင် decision making တွေကိုယ်သွင်းတဲ့နေရာတွေဒီ finishing တွေတအားလိုအပ်ချက်တွေများတယ်ဆိုတော့ဂနာရှူနဲ့ပတ်သက်ပြီးတော့ဒါတွေကပြောစရာဖြစ်တယ် ြောစရာဖြစ်ပြီးတော့ဒီအရာတွေကပဲကာလရွှေတန်ဖို့ကြာဆင်းနေတဲ့အရာတွေပဲဆိုတော့လမ်းမရမေးလို့ပါလို့ဆိုလို့ရှိရင်ကိစ္စမရှိဘူးကိစ္စမရှိဘူးလမ်းမရမေးလို့လည်းမျိုးဒီ traveling အဲ့လိုဒီကောင်းစရာမလိုဘူးလမ်းမရမေးလို့မျိုးတော့ချောင်ထွက်နေရမယ့်ကစားမလို့ပြောကြမှာမဟုတ်ပြောတာမဟုတ်ဘူးဗျာဆိုတော့အဆုံးသတ်ပိုင်းမှာလည်းတေချာမယ်တိုက်စစ်ပိုင်းမှာချိတ်ဆက်ကစားမှုတွေဒီရက်ပိုကောင်းမယ်ဆိုလို့ရှိရင်ကာလရွှေဟာဒီကအများကြီးတန်စီဈေးမြင့်နိုင်တဲ့ကစားမဈေးမြောက်နိုင်တဲ့ကစားမဒါပေမဲ့ မန်ချက်စတာယူနိုက်တက်မှာကအဆင်မပြေလို့ပေါ့လေသူရဲ့82ပိုင်းဆံရတွေနဲ့ပတ်သက်ပြီးတော့အတန်းကလည်းလုပ်ဖို့ချိုးပန်းခဲ့တာတော်တော်လေးတော့နှမျိုးကောင်းနေဒါပေမဲ့ဂါနာရှိုဟာမန်ချက်စတာယူနိုက်တက်အတွက်လုံလောက်မှုလည်းမရှိခဲ့ဘူးလုံလောက်မှုလည်းမရှိခဲ့ဘူးမန်ချက်စတာယူနိုက်တက်ရဲ့နံပါတ်10ရူမှာသူရဲ့ကစားဟန် ကစားပေါက်ကအထင်အတွက်လုံလောက်မှုမရှိခဲ့ဘူးဗျာသူအခွင့်အရေးရအောင်ကစားနိုင်တယ်ဂိုးကန်သွင်းချက်တွေရတယ်ဒါပေမဲ့ဒါတွေကိုဘိုးပြင်မပြောင်းလဲနိုင်ဘူးအခွင့်အရေးတွေဘယ်လောက်ပဲရရဗျာတည်တာအခွင့်အရေးဘယ်လောက်ပဲရရဂိုးပြင်မပြောင်းလဲနိုင်ဘူးဆိုလို့ရှိရင်ဒါကဘိုးမဟုတ်ဘူး ဘူးမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘလောက်ပဲကောင်းကောင်းမွန်မွန်ကစားနေကစားနေအနိုင်ရဖို့ကမသေးချာဘူးဆိုတော့ဒါဗီယာကာနာရွှေလိုအပ်ချက်တခုဖြစ်နေကျွန်တော်ကတော့ပေါင်တန်း80မတန်ဘူးလို့ပြောလိုက်ယူဆတယ်ဆိုတော့အသင်းဘက်ကလည်းဒီထက်ပို့ပြီးတော့ရောတဲ့ဈေးနဲ့ပဲကာနာရွှေရောင်းချဖို့အကျိုးစားနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့လက်ရှိလွှဲစင်မှာတော့အသက်20အရွယ်ပဲရှိသေးတဲ့ကစားမတရား21ပဲရှိသေးတဲ့ကစားမတရားပေါ့လေတော်တော်လေးကိုယုံကန်နေရတဲ့အသင်းမှာလက်ရှိဘရူနိုဖန်ဒက်စ်တို့အာမက်ဒီယယ်လို့ပြီးလို့ရှိရင် လက်ရှိကိုပိုင်ပတ်သက်မှုအများဆုံးကစားမှာအများဆုံးကစားမှာဆိုတော့တန်ကြီးကတော့အတိုင်းအတာတစ်ခုကြီးရာသင်နေတယ်။မန်ချက်စတာယူနိုက်တက်လိုမျိုးရုံးကန်နေရတဲ့အသင်းမှာတော့မျိုးအဆင်ပြေရဆိုလို့ရှိရင်ကနာရှိုကတခြားသောဖရင်ကောင်းကောင်းနဲ့ဟိုပိုကောင်းတဲ့အသင်းအသင်းကိုရောက်သွားမယ်ဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့မှကောင်းလာနိုင်တဲ့ကစားမပါပြီးလို့ရှိရင်ကစားမအတွက်လည်းဟိုလက်ရှိရှင်ကြီးကကောင်းမှန်၃၃နိုင်နေဆိုလို့ရှိရင်ပြန်နောက်ထပ်၁၀နှစ်ဆိုလဲတုံးလို့ရတယ်။အဲ၁၀နှစ်၁၀နှစ်ဒီလေတုံးလို့ရတယ်တော်တော်လေးကို အရှင်တွေရှိသေးတယ်။ဒါကစားမပိုကောင်းလာတယ်ဆိုလို့ရှိရင်လည်းလက်ရှိလိုလိုဆင်မှာယူတန်း60တွေတန်း80တွေနဲ့ဝယ်ထားမယ်ဆိုလို့ရှိရင်တော့အနာဂတ်မှာကစားမကပိုကောင်းလာမယ်ဆိုလို့ရှိရင်တော့အများကြီးဖြစ်နိုင်ချေရှိတဲ့ကစားမပေါ့လေဒီလိုမျိုးတွေကြောင့်တော့ကျွန်တော်ဈေးကများကောင်းများနေတယ်ဒါပေမဲ့အဲဒါကလည်းဂါနာရှူအတွက်ရောင်းချမယ်ဆိုလို့ရှိရင်တော့ပေါင်တန်း60 60ကျော်လောက်ကအသင့်တူဆုံးလို့ကျွန်တော်ယူဆတယ် လက်ရှိလို့ဆင်မှာတော့ဂနာရှိုအတွက်အက်စတန်မီလာတို့ရှီစီတို့အက်ဒရက်တီကိုမက်ဒရစ်တို့ကအစားစိတ်ဝင်စားလာပြီးတော့နာပိုလီနဲ့ဘိုင်ယန်လီဗာပူးဆန်တို့ကလည်းစိတ်ဝင်စားစောင့်ကြည့်နေရတဲ့အသံပြေရှိနေပါဘူး။ဒီထဲမှာနာပိုလီကတော့ဖြစ်နိုင်ချေအများဆုံး အသံလို့ကျွန်တော်ယူဆတယ်။နာပိုလီနဲ့ရှီစီတို့ကမနစ်ကကတဲ့ကတင်းထွက်ခဲ့တာပေါ့လေ။နာပိုလီနဲ့ရှီစီတို့ကတော့ဖြစ်နိုင်ချေအများဆုံးအသံကြီးဂနာရှိုပြောင်းနိုင်ချေအရှိဆုံးအသံလို့ကျွန်တော်ယူဆတယ်။ဆိုတော့ဂနာရှိုကလည်းပရီးမီးယားလိမ်မှာဆက်ပြီးတော့ကစားချင်နေဆိုတော့ရှီစီတို့ဘာလို့အများရောက်သွားမလား။ ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်။ဂါနာရှင်နဲ့ပတ်သက်ပြီးတော့ Manchester United ကတော့ပေါင်တန်း80ကြီးတက်မှတ်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရပါတယ်။အဲ့တော့ Jacob နောက်တစ်ခုတည်းကပြောရမယ်ဆိုလို့ရှင်တော့ Jacob Van Sie ဖို့ပြချက်ရဆိုလို့ရှင် United အနေနဲ့အခုရတည်းအပြောင်းအရွှေ့မှာအရင်ကလိုမျိုးဘယ်လိုရမလဲ။အရင်နေ့တွေပို့ပြီးတော့မှ attack ဖြစ်နေတယ်ပေါ့ဗျာ။ဒါပေမဲ့လို့ကစားမတိုင်းနေရာတိုင်းအတွက်အပြည့်လွှာအလင်းစလို့ရှာပွေနေခြင်းမျိုးမဟုတ်ဘူးပေါ့။ Easy လောက်ဆောင်ရဲ့ ပုံမှန်လေးပဲကျွန်တော် consistency ရှိရှိအလုပ်လုပ်နေပါလေ United ရဲ့လက်ရှိဦးစားပေးလှုပ်ဆောင်မဲ့အရာကတော့ Brian Ammo ကိုသဘောတူညီရအောင်လှုပ်ဆောင်မှုဖြစ်တယ်ပေါ့ပြီးလို့ရှိရင်တော့တိုက်ရှင်မှုတူခေါ်မယ် Resmen White ရဲ့အနာဂတ်ကိုစဉ်းစားဆုံးဖြတ်မယ်ပေါ့လေပြီးမှကွန်လီလူခန်းစစ်ပိုင်အတွက်ခိုယူမှုတွေနံပါတ်1ကုသမအသည့်ခိုးမှုခိုးကိုဟိုအပြောင်းရွှေ့ပြီးခါမှာစဉ်းစားတော့မှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ပြီးလို့ရှိရင်တော့ Ruben Amorim က Jason Wilkos နဲ့ Christopher Bevil တို့ကိုတင်ပြထားတာပေါ့လေ အသင်က face နဲ့ဒီ athleticism မှာအားနည်းရဲ့အကြောင်းထောက်ပြပြီးတော့ physical dominated ဖြစ်နိုင်မဲ့ဒီ white player တွေကိုဦးစားပေးခွင့်လိုကြောင်းတင်ပြထားတယ်ဆိုပြီးတော့ Jacob Bain ကတော့ပို့လို့ထားတယ်။ဆိုပြောလို့ရှိရင်တော့ကျွန်တော်ကအများကြီးအောင်ပြောစရာမလိုပါဘူးလက်ရှိမှာကျွန်တော် MMA ရဲ့အပြောင်းအရွှေ့ဖြစ်မြောက်အောင်လှုပ်ဆောင်ရမယ်။ MMA ရဲ့အပြောင်းအရွှေ့ကလက်ရှိမှာတော့ဈေးွက်ပိတ်သွားပြီပေါ့လေ။ဈေးွက်ပိတ်သွားပြီဒါက FIFA Club ဒီ FIFA Club World Cup တဲ့ဒီ ဒီကကစားဖို့အတွက်ဒီကလှုပ်ထားတာကိုလေဈေးကွက်က10ရက်ဖွင့်ပေးထားတယ်ဒီ10ရက်ကပြီးသွားပြီကျွန်တော်တို့ဒီကြားထဲမှာ9ရက်ပိတ်မယ်ပေါ့လေဒီ session နေ့ session နေ့မှာစပြီးတော့ဖွင့်မယ်ပြန်ပြီးတော့ session နေ့မှာစပြီးတော့ဈေးကွက်ပြန်ဖွင့်မယ်ဒါက official ဖွင့်တာပေါ့ session နေ့ကစဖွင့်ပြီးတော့ဒီ3လအထိဈေးကွက်ဖွင့်မယ်ပေါ့ဗျစက်တင်ဘာလအထိကဖွင့်မယ်အဲ့တော့ဒီထဲမှာကျွန်တော်ပြန်ပြီးတော့ MLM ရဲ့ပြောင်းရွှေ့ကိုဖြစ်မြောက်အောင်ကြိုးစားမယ်။ဆိုတော့ဆက်ရှားရင်းနေ့မှာတော့ဒုတိယအကြိမ်မြောက်ကမ်းလှမ်းမှုတွေပါတယ်ပြုလုပ်ဖို့ရှိရဲဆိုပြီးတော့ကျွန်တော်သိထားရတယ်။ဆိုတော့ဆက်ရှားရင်းနေ့မှာ MLM တွေဒီဒုတိယအကြိမ်ကမ်းလှမ်းမှုမှာလည်းဒါဟီဝီကိုဖြစ်သွားနိုင်ရဲ့အရှင်ရေမျိုးပါဒုတိယအကြိမ်ကမ်းလှမ်းလို့ရှိရင်တော့အကောင်လုံးအဆင်ပြေသွားနိုင်မယ်။ဟိုလို့တော့ကျွန်တော်ကတော့ယူဆတယ်ဆိုတော့ပြီးလို့ရှိရင်တော့ Resman Watchline ရဲ့အနာဂတ်ကိုစဉ်းစားမယ်ဗောလေ Resman Watchline ရဲ့အနာဂတ်ကတကယ်စဉ်းစားရမယ့်အရှင်ကြီးကျွန်တော်ဘယ်လိုပဲအရှင်ကြီးပဲဖြစ်ဖြစ်တိုက်စစ်မှုတူခုံနေဆိုလို့ရှိရင် watch line ကိုအသင်းမှာဆက်ထားလို့အဆင်မပြေဘူးဗျာတော့လက်ရှိမှာကျွန်တော်ရှိလို့ Martin တို့ Joshua Sexy တို့ရှိရယ်တိုက်စင်းမှုအတိလက်တရားရောက်လာအောင်မယ်ဆိုလို့ရှိရင်တော်တော်လေးတိုင်ပတ်သွားမယ်အရှင်ကြီးကျွန်တော်တို့ရှိလို့ OB တို့ဘာလို့ကတိုက်စင်းမှုကောင်းကောင်းတယောက်သားအသင်းမှာသူရယ်စံထားရမယ့်ကစားမတယောက်သားရှိမယ်ဆိုလို့ရှိရင်အများကြီးဖြစ်လာနိုင်တဲ့ကစားမလို့ပြောလို့ရတယ်အသက်ကလည်းငငယ်လေးပဲရှိသေးတယ်အခုလိုစင်တော့မှာ resume watchland နဲ့ကစားပုံရင်ရှင်လို့ရနေပြီကစားပုံကစားဘယ်လိုပြောရမလဲ ရက်စမန်ဝိုက်ရှန်နဲ့တောင်းကစားပြထားတဲ့အစီအစဉ်တွေကျွန်တော်ရှိရဆွဲအတွက်ရှီရိုဘီယိုပါလို့လူမျိုးကစားမားတွေအတွက်ကတော့ပွဲကစားခြင်းကြီးလိုတော့မှာဆိုတော့လူမျိုးကစားမားတွေအတွက်လည်းကျွန်တော်ကအနာဂတ်အတွက်စဉ်းစားထားမှာဆိုတဲ့အတွက်ဒီယာတီကဟိုအသင်ကဦးရောပပြန်လို့ရနေမကန်ရဘူးဆိုတဲ့အတွက်တပတ်ကိုတပွဲနှစ်ပွဲဒါအများဆုံးပဲဒီလောက်ပဲကန်ရမယ့်အစီအစဉ်မှာကျွန်တော်မှာရက်စမန်ဝိုက်ရှန်နဲ့မှာရှိနေမယ်နောက်ထပ်တိုက်စစ်မှုတူလေထက်ရောက်ထက်ရောက်လာအောင်မယ်ဆိုလို့ရှိရင်ရှီရိုအိုဘီမာတန်တို့အတွက်ပွဲကစားခွင့်ရမယ့်အရှင်တွေ resume white line လို့တွေ့ပွဲကစားလုံးရမယ်အရှင်ကြီးကအများကြီးအရှင်ကြီးပြောင်းလဲသွားနိုင်ရေပေါ့လေ white line နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့ဒီထက်ပိုပြီးတော့တိုးတက်လာနိုင်မယ်လို့ယူဆတော့ဘူးဒါပေမဲ့အတန်းတောင်ရှိတယ်လို့ပြောကြတော့ Joshua Sexy တို့ဘာလို့ရဲ့အရှင်ကြီးဘလူတွေဖြစ်လာမလဲဆိုတော့ဒီပတ်သက်ပြီးတော့စောင့်ကြည့်နေတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်နေပေါ့ဗျာဒါကတော့ဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့လေရောကွန်းလေးပြီးမှကွန်းလေးလူခန်းစစ်ပိုင်းအတွက်ခွေယူမှုတွေဆက်ပြီးတော့လှုပ်ဆောင်သွားမယ်ပေါ့နံပါတ်1ဂိုးသမားခုံမခုံဆိုတာဆုံးဖြတ်သွားမယ်ကျွန်တော်ကတော့နံပါတ်1ဂိုးသမားနဲ့ခန်းစစ်ကတော့ ိုဝေဖြစ်လိမ့်မယ်တော့မထင်တော့ဘူးဘာဖြစ်လဲဆိုလို့ရှိရင်အဲ့တမှာပတ်စံမလောက်လို့ပါတော့တိုက်စစ်မှုအတွေ့ဝေဖို့တော့မှကျွန်တော်တို့ကစားမရောင်းချမှုတွေပါတယ်လောက်ရအောင်ပါဒီကပတ်စံရမှာပဲလက်ရှိတနင်္လာနေ့ရောခရစ်တိုပြီးတော့အိုစီမန်တို့အချိန်မျိုးကိုအတည်ပြုလို့ရမှာအခွင့်အရေးကစားမကတော့ဝေဝေမဲ့အချိန်တွေလို့များတယ်လို့ကျွန်တော်ထင်တယ်ခွင့်အရေးကစားမကတော့ဝေနိုင်ပေါ့လေတိုက်စစ်မှုတစ်တူရောက်ပြီးလို့ရှိရင်တော့ခွင့်အရေးကစားမကဝယ်မဲ့ရှင်တော်တော်များတယ်။ဝယ်ရင်စားမဝယ်တဲ့အခါလေးကျွန်တော် physical demand ဖြစ်တဲ့ တော်တော်လေးကောင်းတဲ့ကစားမလေးပေါ့လေ physical ဘိုင်းမှာတကယ်ကို strong ဖြစ်တဲ့ကစားမလေးခေါ်လိမ့်မယ်ကျွန်တော်ယူဆတယ်အသင်းအကွက်လေးဘိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ခိုးမိုင်းလို့ရှိမယ်ဘရူဖန်လက်ရှိမယ်ကက်ဆမဲလို့ရှိမယ်ဥပါလေးရှိမယ်ဒါပဲရှိတော့ဒီလောက်နဲ့ကျွန်တော်မရပါဘူးလက်ရှိလို့ကျွန်တော်ကျွန်တော် creation everything လို့ပါလို့ဆိုတယ်ထွက်သွားပြီကက်ဆမဲကလည်းအသက်ကြီးလာပြီဘယ်လိုပြပုံဖြစ်လာမလဲကျွန်တော်မသိဘူးလက်ရှိလောဆယ်မှာဥကာတိရတဲ့အများကြီးအားကိုးလို့မရသေးတဲ့အခြေအနေမိုင်းနုကလည်းတိတ်အရှင်မကောင်းဘူးလေကွမ်းနေမှာအားကိုးလို့ရရဲ့ဆိုလို့ ဒီ Blue Fantasy တရားလို့တရားလောက်ပဲရှိရဲ့အနေထားမှာဒီကျွန်တော်တို့ number 8 rule box to box ဒီကစားဖို့အတွက်ခင်ဗျားတို့ကစားမတရားကလို့လို့တည်းရယ်ဆိုရအရှိန်ပါဝင်ကစားမှာတော့အင်အားပြည့်ဖို့လူတည့်ရဲကျွန်တော်ယူစားတယ်ဆိုတော့ညီကိုညောဒါရီနဲ့ပတ်သက်ပြီးတော့ဘလူးမရလဲဆွေးနွေးကြပါဦးဒါကတော့ဒီလေကင်းမှာပြောစရာလေးကိုပြောပြရဖြစ်ပါတယ်ကျေးဇူးအပေးရရကျေးဇူးများကြီးနေပါတယ်နောက်ထပ်ဗီဒီယိုဒီမှာကျွန်တော်ထပ်တွေ့ရမယ်ခင်ဗျာအားလုံးကျေးဇူးပါ